မြန်မာနဲ့ရုရှားနိုင်ငံသားတွေကိုအပြည်ပြည်ဆိုင်ရာတရားစီရင်ရေးအလွဲသုံးစားပြုလုပ်ပြီးတရားစီရင်ခြင်းမှာအပြန်အလှန်အကာအကွယ်ပေးရေးဆိုင်ရာသဘောတူစာချုပ်ကိုနာဆာကရှေ့နေချုပ်ဒေါက်တာတီရာဦးနဲ့ရုရှားတရားရေးဝန်ကြီးတို့လက်မှတ်ရေးထိုးလိုက်ပါတယ်။မေလ19ရက်မှ21ရက်နေ့အထိရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့မှာကျင်းပတဲ့73ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ်ကျင်းပနေစဉ်အတွင်းအထက်ပါအတိုင်းသဘောတူလက်မှတ်ရေးထိုးခဲ့တာပါ။ ဖိုရန်အတွင်း NASA ကရှေ့နေချုပ်ကစိုက်ပါပြစ်မှုတွေ၊ digital နေပညာကိုအသုံးပြုပြီးကျူးလွန်တဲ့ပြစ်မှုတွေ၊ online လိမ်လည်မှုတွေနဲ့လူကုန်ကူးမှုကျူးလွန်တဲ့ပြစ်မှုတွေဟာနိုင်ငံဖြတ်ကျော်တဲ့ပြစ်မှုတွေဖြစ်ပြီးကမ္ဘာပေါ်မှာလူအတိုင်းအဝိုင်းကိုချိန်ချောင်မှုတစ်ခုအဖြစ်အမှုဖြစ်စဉ်တွေနေစဉ်နဲ့အမျှမြင့်တက်လျက်ရှိတယ်လို့ပြောပါတယ်။အဆိုပါပြစ်မှုတွေကိုနိုင်ငံတကာနိုင်ငံတဲကဖြေရှင်းလို့မရနိုင်ပဲနိုင်ငံတွေအကြားပူးပေါင်းဆောင်ရွက်ခြင်းနဲ့ဖြေရှင်းရမှာဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံဟာအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီးအာဆီယံဗြိတိန်စာချုပ်နဲ့အညီအခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ဆက်ပြောပါတယ်။နိုင်ငံဖြတ်ကျော်ဥပဒေရေးရာဝန်ဆောင်မှုလုပ်ငန်းနဲ့ဥပဒေရေးရာကိစ္စရပ်တွေဆောင်ရွက်ရာမှာဉာဏ်ရည်တုနည်းပညာဖြစ်တဲ့ AI နည်းပညာကိုလည်းထည့်သွင်းစဉ်းစားသင့်တယ်လို့ဆိုခဲ့ပါတယ်။ အရင်နောက်မေလ23ရက်နေ့မှာရုရှားဆိုယာရှိနေကြုံနဲ့နာဆာကရှိနေကြုံတို့အကြားနိုင်ငံသားတွေကိုအပြည်ပြည်ဆိုင်ရာတရားစီရင်ရေးအလွဲသုံးစားပြုလုပ်၍တရားစီရင်ခြင်းမှအပြန်အလှန်ကာကွယ်ပေးရေးဆိုင်ရာသဘောတူစာချုပ်ရဲ့လုံထုံးလုံးနည်းများဆိုင်ရာနောက်ဆက်တွဲစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြောင်းပါခင်ဗျာအဲ့